အလုံးစုံညွန်နေခဲ့ကြတဲ့ Alison Borland Season 3ကတော့ပြီးဆုံးသွားပြီဆိုပေမဲ့စဉ်းစားတွေးတောဆံမင်းကွန်းတွေအများကြီးခြံထားခဲ့ပြန်ပါတယ်။ဒီလိုမင်းကွန်းတွေကို IV တိထားသလောက်ဒီဗီဒီယိုလေးထဲမှာပြန်ရှင်းပြပြီးသွားမယ်နော်။ဘန်နာဘာကြောင့်အသက်ခံရတာလဲ။ Borland ဆိုတာနှလုံးရက်တန်နွားတွေကိုမူလကဘာစီပြန်သွားနိုင်မှုအသက်ဆက်ရှင်နိုင်မှုစူးစမ်းဝင်ပေးရတဲ့နေရာတစ်ခုဆိုလည်းမမှားပါဘူး။ဒါပေမဲ့ဘော်ရာလန်မှာခေအလုံးဝင်နိုင်ရပြီးကမ္ဘာစစ်စီပြောင်းရောက်နေပြီးသားလူတွေကို ော်ရလန်းစင်စင်ဖြစ်လာတဲ့ဘန်နာကပြစ်မှတ်ထားစုဆောင်ခဲ့ပါတယ်။အင်းလူတွေဟာတဘာဝဘေးရဲ့နေရီအက်ဆီဒန့်နေအထက်မကြုံရသေးပေမဲ့ဘန်နာကဂျိုကာဂိမ်းပယ်ဝင်လို့ကောင်းစင်တက်ပြီးသူတို့အားလုံးဘော်ရလန်းစင်နောက်တစ်ချိန်ပြန်ရောက်လာအောင်လုံဆောင်ခဲ့တာပါ။ဘန်နာရဲ့အဓိကရည်ရွယ်ချက်ကတော့အရက်စုကိုဘော်ရလန်းစင်စင်ဖြစ်လာအောင်ဖိအားပေးဖို့ပါပဲ။ဆုံးဆုံးကတော့ဂျိုကာဂင်းပြိုင်ပွဲမှာနိုင်ရသွားတဲ့ RS ကိုဘန်နာကဘော်ရလန်းမှာရောကဘာအစ်စ်မှာပါတတ်ဖို့စူးစမ်းခဲ့တာပါ ဒါကြောင့်ပဲစီစဉ်ပါဝါလွဲသောစားလုံးနေတဲ့ဘန်နာတယောက်အသက်ခံလိုက်ရပါတော့တယ်။ဘန်နာဟာအာရစ်ဆိုကိုစီစဉ်တူးရဲကတခါမှမမြင်ဘူးပဲ။ဘာလို့အသေးအံလိုချင်နေရတာလဲ။စီစဉ်တူးနောက်ဆုံးကိန်း Queen of Hearts ပါဝင်ရန်ကခဲ့တဲ့ဂိမ်းတွေကိုနိုင်ရခဲ့တဲ့အာရစ်ဆိုဟာ Borderland မှာညံအကောင်းဆုံးနာမည်ကြီးစားသမားဖြစ်ပါတယ်။ဒါကြောင့် Borderland စီစဉ်ဘန်နာကအာရစ်ဆိုကြောင့်ဂုဏ်သိပြီးအာရစ်ဆိုကိုအသေးအံလိုချင်နေတာတိတ်တော့မထူးဆန်းပါဘူး။ ဒါပေမဲ့ဘန်နာရမ်းလို့ခြင်းနေရလူကအရင်ဆုံးစာ season 3မှာတိတ်မပန်လိုက်ရတဲ့ချီရှိရတာဖြစ်နေခဲ့မှာဆိုရင်တော့ပိုတင့်တော်မှာအမှန်ပါပဲ season 3မှာဘန်နာဟာဘောရလန်နဲ့ကဘာအစ်စ်ကိုလုံးစလုံးတွာလာချဲလဲနိုင်တဲ့အပြင်ကဘာအစ်စ်ကလူမျိုးပါလုံးစလုံးကိုထင်ပြနိုင်တဲ့အစွမ်းတွေကိုပိုင်ဆိုင်ထားတာပါဒါဆိုရင် season 2တော့ပါဝင်ခဲ့တဲ့ king queen jack တွေမှာရောဒီလိုအစွမ်းတွေရှိနေလား ဒါမှမဟုတ်ဖန်နာကပဲသူတို့အားလုံးထပ်ပူချမ်းတဲ့စွမ်းတွေကိုပိုင်ဆိုင်ထားရလားဆိုတော့ဘေးဒီတစ်ခုအနေနဲ့ကြံရှိနေစေပါ MV ကတော့ Borderlands Citizen အားလုံးဟာသူညီတဲ့စွမ်းတွေပိုင်ဆိုင်ထားကြလိမ့်မယ်လို့ထင်ပါတယ်အန်းကဘာလို့ Borderlands ဖြစ်ပျက်တွေကိုမှတ်မိနေပြီးဘန်နာအိုဝါမြင်နိုင်ရတာလဲ Season 2စတင်မှန်းကိုတခြားပြန်ကြည့်မယ်ဆိုရင်အန်းဟာ Borderlands ထဲမှာတည်းမလုံးမရှက်နဲ့မျိုးလုံးပွဲရဲ့တည်ဆုံးနေပြီဖြစ်ပါတယ်ကူအီနာကအန်းလက်ကိုကင်က ူတူသွားကြအောင်ဆိုပြီး Borderland Citizen ဖြစ်ခွင့်ကိုညင်မိခဲ့လို့ဒါအန်တရာမူလကဘာပြောင်းအောင်ခဲ့တာဖြစ်ပါတယ်။မူလကဘာမှာလဲဆရာဝန်တွေရအန်ကိုနှလုံးနှိုးဆက်သုံးပြီးအသေးအတန်အသက်ကယ်ထားရတာပါ။အဲ့မှာတင်အန်ပြောင်းအောင်လာတဲ့ပုံစံကသူများတွေနဲ့မတူဘဲတော်တော်ထူးခြားနေတဲ့ပြင်အန်ရဲ့စိတ်ဝိညာဉ်တစိတ်တပိုင်းကလည်း Borderland နဲ့ချိတ်ဆက်နေသေးရဲ့လို့ယူဆရပါတယ်။ဒါကြောင့်မယ်အန်ဟာ Borderland ဖြစ်ဖြစ်တွေကိုချားလူတွေထပ်ပုံမှတ်မိနေတဲ့ပြင် ဘော်ရလန်စီတစဉ်ဘန်နာဘက်ကကိုထဲမပြပင်နဲ့အန်းကဘန်နာကိုမြင်နိုင်နေတာဖြစ်ပါတယ်။ဇွန်မီဟန်ဂိမ်းမှာဘာလို့အစရိယာရှိတဲ့မြလူတွေအကုန်လုံးဇွန်မီဖြစ်သွားအောင်မလုပ်ကြတာလဲ။အရှင်းဆုံးပြောရရင်တော့ဂိမ်းကစားသူချင်းချင်းမယုံကြည်ကြလို့ပါပဲ။ဟုတ်ပါတယ်။ဇာရမားတယောက်ချင်းစီတိုင်းမှာရှော့ကန်တစ်ခက်စီပိုင်ဆိုင်ထားတဲ့အတွက်ဇွန်မီဖြစ်သွားသူတွေဟာအချိန်မြေအသက်ခံရနိုင်ပါတယ်။ဒါကြောင့်ပဲကစားသမားတော်တော်များများဟာတက်ရှင်မို့မတင်ကြတဲ့ဇွန်မီဖြစ်လာမှကိုကြောက်နေကြတာဖြစ်ပါတယ် စာရောအရစရောပဲဗက်ဆင်းကတ်သုံးပြီးဇိုမီရီကိုကုသပေးဖို့တိုင်ပင်ထားကြတာပါ။ဒါပေမဲ့ဂိမ်းပြီးဆုံးတဲ့အထိဗက်ဆင်းကတ်တကယ်မှမမြင်လိုက်ရတော့ချင်းချင်းအဖြစ်ဒီဂိမ်းထဲမှာဗက်ဆင်းကတ်လုံးဝမပါတာမျိုးဖြစ်နိုင်တယ်လို့ဒီဂိမ်းကိုနိုင်ရမယ့်အဓိကနည်းလမ်းကဗက်ဆင်းကတ်မဟုတ်တာကြောင့်ဘဒူရီစီမှာဗက်ဆင်းကတ်ရှိနေလဲဆိုတာကိုဒရိုက်တာကထိမြိုက်ပြရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ရဲရီကလည်းစာပိုင်းတုန်းကသူ့စီမှာဗက်ဆင်းကတ်ရောဇိုမီကတ်ပါရှိရတဲ့အကြောင်းပြောခဲ့ပေးမယ်။ ဇွန်မီကတောင်တကယ်မရှိပဲလိန်နေတယ်ဆိုတာပေါ်လာတာကြောင့်ရေးစီမှာဗက်ဆင်းကလည်းမရှိဘူးများပါတယ်။မတုံကြီးရဲ့နီလန်းတွင်နဲ့ဘော်ရာလန်းကိုပြန်ရောက်သွားတဲ့အရီဆုနဲ့ဦးစာကြီးတို့နဲ့ရောဘာလို့ဂျိုးကာဂင်းပြိုင်ပွဲမှာပြန်ဆောင်ဝင်ရတာလဲ။ပုံမှန်အဖြစ်တော့လူသားတွေဟာနှလုံးရက်သွားမှဘော်ရာလန်းကိုရောက်သွားကြတာဖြစ်ပါတယ်။ဥစားရင်တတိလက်မိတ်မျောနေတာအချိန်နှင်းနေကြပြီဆိုပေမဲ့အရီဆိုကအန်စီရောက်နေတဲ့အချိန်မှာမှဥစားကြီးနှလုံးဆရက်သွားတာဖြစ်ပါတယ် ။ဦးစားရီနှလုံးရက်သွားတဲ့ကြောင့်စေယုံဘက်ကအရစ်စုကိုဖုံးလက်ဆက်လာတာကြောင့်အရစ်စုလည်းအန်ရဲ့အကူအညီနဲ့ဘော်ရန်လင်းကိုချက်ချင်းလိုက်သွားခဲ့ပါတယ်။ဦးစားရီနှလုံးဆက်ရက်သွားတဲ့အချိန်နဲ့အရစ်စုကိုအန်ဆေးထိုးပေးလိုက်တဲ့အချိန်နည်းနည်းပဲကွာတာကြောင့်ဘော်ရန်လင်းကဂျိုကာကင်းပြန်မွေမှာအရစ်စုနဲ့ဦးစားကီတို့နှစ်ယောက်ပြန်ဆုံစည်းခွင့်ရတာပါ။ရပါသေးပြီလား။ဘော်ရန်လင်းစင်စင်ဖြစ်လာတဲ့ရပါဟာစီစဉ်3မှာတခန်းတစ်ခန်းပဲပါဝင်လာသလို ဘန်နာဦးဆောင်ကျင်းပါတဲ့ဂျိုကာကင်းပြိုင်ပွဲမှာလည်းကြီးကြီးမားမားဝင်ကူညီပေးတာမျိုးမတွေ့ခဲ့ရပါဘူး။ဒါကြောင့်စီဇန်3မှာဘန်နာတယောက်စိတ်မြင့်ချုပ်ဖောက်မှုကြောင့်အသက်ခံလာရပြီမယ်။ရာပါတော့မသိသေးဘူးလို့ယူဆရပါတယ်။ဂျိုကာဘော်ရလန်နဲ့ဝက်ချ်မန်ဖိုးကြီးကိုဘလို့ဆက်ဆက်နေလဲ။ဒီအပန်းတော့နည်းနည်းရှိပါမယ်။ဘန်နာအသက်ခံရပြီနောက်အရီဆူကအနေအဝတ်ဆုံးနဲ့ဖိုးကြီးကိုမြင်တွေ့ခဲ့ရပါတယ်။ ဖိုးကြီးပေါ်လာပြီးခဏကြာမှာပဲဘော်ရလန်ကချိန်တွေရပ်တန့်သွားပြီးဖိုးကြီးကအရစ်ဆူကိုနောက်ဆုံးဂိမ်းတစ်ခုကစားခိုင်းပါတယ်။အဲဂိမ်းမှာတော့ဖိုးကြီးကဖဲထုပ်တစ်ထုပ်တည်းအကက်နှက်ကကိုဆွဲထုတ်လိုက်ပြီးအရစ်ဆူကို တကယ်ရွေးခိုင်းပါတယ်။ဂျိုကာကက်ကိုရွေးမိအရစ်ဆူရှုံးမှဖြစ်ပြီးဖိုးကြီးကအရစ်ဆူရဲ့ကံကြမ္မာအောင်ဆုံးဖြတ်ပေးမှာပါ။အရစ်ဆူကဂျိုကာကတ်ကိုရွေးမိပြီမဲ့တကယ်တော့ဖိုးကြီးရွေးခိုင်းတဲ့နှစ်ကတ်လုံးကဂျိုကာကတ်တွေဖြစ်နေတာပါ အမှန်တည်းဖိုးကြီးကဂျိုကာအကြောင်းဆရှင်းပြပါပြီ ဖဲရောက်တထုံမှာ spade club diamond နဲ့ heart ဆိုပြီးဖဲမျိုးစား၄မျိုးပါဝင်ပါတယ်ဖဲမျိုးစား၃မျိုးစီတိုင်းမှာ73ကပ်ပါဝင်တဲ့အတွက်တက်ကနေ73အထိအကုန်ပေါင်းလိုက်မယ်ဆိုရင်67ရပါတယ်ဖဲမျိုးစား၄မျိုးရှိတာကြောင့်67ကို၄နဲ့မြှောက်လိုက်တဲ့အခါ364ရပါတယ်364ကိုဂျိုကာတကက်ပေါင်းလိုက်ရင်အဖြေ365ထွက်လာမှာပါ365ဆိုတဲ့နံပါတ်ဟာတက်ရှိလောကရဲ့နှစ်တစ်နှစ်မှာပါဝင်တဲ့ရပ်ပေါင်း365ရက်ကိုကိုးစားဖြူပါတယ် 365ကိုသူကနောက်တစ်ခါထပ်ပေါင်းလိုက်ရလာမယ်။366ဆိုတဲ့နံပါတ်ဟာရက်ပေါင်း366ရက်ပါဝင်တဲ့ရက်ထပ်နှစ်ကိုကိုးစားပြုပါရစေ။ဒါကြောင့်ဂျိုကာဆိုတာတရှိလောကရဲ့အချိန်ရန်တရားကြီးနဲ့ချိတ်ဆက်နေပြီးမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။ဂျိုကာဆိုတာဖဲချက်တွေရဲ့လင်းဟာမှုတွေကိုဖြည့်ဆည်းပေးပြီးချိန်ရန်တရားရဲ့လင်းဟာမှုတွေကိုလည်းဖြည့်ဆည်းပေးတဲ့အပြင်ရှင်သန်ခြင်းနဲ့တည်ဆုံခြင်းကြားလင်းဟာမှုပါဖြည့်ဆည်းပေးနေရဖြစ်ပါတယ်။ဂျိုကာဟာပုံကိုယ်တော်ဦးတယောက်မဟုတ်ပါဘူး။ ဂျိုကာဆိုတာဘော်ရလန်ကိုအုပ်ချုပ်သူမဟုတ်တလို့ဂိမ်းတွင်နောက်ွယ်ဟာဂျိုးကိုင်လူဆရာကြီးလည်းမဟုတ်ပါဘူးအရိုးရှင်းဆုံးပြောရမယ်ဆိုရင်ဂျိုကာဟာကတ်တကတ်တာဖြစ်ပါတယ်ဂျိုကာအကြောင်းရှင်းပြပြီးနောက်မှာတော့ဖိုးကြီးကအရစ်ဆူကိုမင်းကစိတ်ဝင်စားစရာကောင်းတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်မင်းရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးမယ့်ကတ်နှစ်ကတ်လုံးကဂျိုကာကတ်တွေဖြစ်နေရဆိုတာတိုက်ဆိုင်မှုတစ်ခုတော့မဖြစ်နိုင်ဘူးဒါကြောင့်မမင်းကိုရွေးချယ်ခွင့်ပေးမယ်လို့ဆိုပါတယ် မိရာနဲ့ချက်ချင်းပဲအဖိုးကြီးဟာတေဆုံးချင်းတည်ရှိတဲ့ဝဲခရရဲ့နဲ့ရှင်တန်ချင်းတည်ရှိတဲ့နေအောင်ပြသပြီးအရစုကိုရွေးချယ်ခိုင်းခဲ့ပါတယ်။ငါ့အပြင်လူတွေဟာချိန်တန်ရင်တည်ကြရမှာဖြစ်လို့အရစုတည်လိုက်ရင်ပေါ်လွယ်တဲ့အကြောင်းပြောပြီးအရစုကိုစေတနာနဲ့လမ်းပြပေးနေပါလေတယ်။ဒါပေမဲ့အရစုကတော့ဥစားကြီးကိုကဲ့တင်ပြီးကဘာဆက်စီပြန်သွားဖို့ပဲရွေးချယ်ခဲ့ပါတယ်။ အဖိုးကြီးကတော့သူဟာရှင်တန်ကျန်းနဲ့တိတ်ဆုံးခြင်းကြောင့်မှသိရှိတဲ့ဘော်ရလန်ကိုစောင့်ကြည့်သူတသက်တာဖြစ်ကြောင်းအရီဆုကိုပြောပြသွားခဲ့တာပါမျက်လုံးမမြင်ရတဲ့လူကစောင့်ကြည့်သူဖြစ်နေတာစမ်းသီးတော့စမ်းသီးပဲပေါ့နော်ဒါကြောင့်ဘော်ရလန်တစ်ခုလုံးထိမ့်ချုပ်နေတဲ့ကိစ္စဘန်နာအောင်တတ်တဲ့ကိစ္စနဲ့ဘော်ရလန်အချိန်ရက်တန့်သွားတဲ့ကိစ္စတွေကို Watchman ဖိုးကြီးလောက်တာမဟုတ်ဘူးဆိုရင်တုတ်ထက်ပုံချမ်းနဲ့ကရှိနေလဲဦးမယ်လို့ယူဆပါတယ် ။မူရင်းမန်ကားရဲ့ဂျိုကာရဲ့တာဝန်နဲ့ Season 3ရဲ့ Watchman အဖိုးကြီးရဲ့တာဝန်ကခက်ဆင်ဆင်မှမလို့ဂျိုကာဒါပုံကိုတူဦးတယောက်ကိုကိုစားပြုခဲ့မှဆိုရင် IV ရော Watchman အဖိုးကြီးကိုပဲဂျိုကာလို့သတ်မှတ်မိမှာပါ။ Watchman အဖိုးကြီးဟာအရစ်ဆိုရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးမဲ့ကဏ္ဍကလုံးကဂျိုကာကတည်းဖြစ်နေရဆိုတာသိဆိုင်မှုတစ်ခုတော့မဖြစ်နိုင်ဘူးလို့ပြောရတာကြောင့်အရင်းစုတဲ့ဟာဒုတိယဂျိုကာကတ်ကိုပူစားပြုတဲ့ဂျိုကာဂိမ်းပြိုင်ပွဲနောက်တစ်ခုထပ်ဆုံးရအောင်မဲ့ပုံပါပဲ။ စီဇန်3ဇာတ်လမ်းပြီးမှဘာရီဆက်ဖြစ်လာနိုင်လဲစီဇန်3နောက်ဆုံးကမှဂျပန်အပါအဝင်တကမ္ဘာလုံးမှာငလင်တွေတပြိုင်တည်းလှုပ်ခတ်ခဲ့တာကိုပြသသွားတဲ့အတွက်သိမကြခင်မှာပဲတကမ္ဘာလုံးတိုင်းတာနဲ့အလွန်ကြီးမားတဲ့တဘာဝဘေးရနေကြရောက်လာတော့မှာဖြစ်ပါတယ်။အဲ့ဘေးရနေဟာရထက်နှစ်မှာကြရောက်လာနိုင်ပြီးကမ္ဘာတဝန်းကလူအများစုဘောရလန်မှာဒုတိယဂျိုကာကတ်ကိုကိုစားပြုတဲ့ဂျိုကာဂိမ်းပြိုင်ပွဲကြီးတဲ့ဝင်ရောက်ရှင်ပြန်ရဖို့ရှိနေတာပါ။ Watchman Boy ကလည်း အရစရုံကြုံခဲ့ရတဲ့ဥက္ကံခဲကြရမှုထက်ပိုကြီးမားတဲ့ဘေးရနေအကြောင်းသိမကြခင်မှာလူတွေအများကြီးဘော်ရလန်ကိုရောက်လာကြတော့မယ့်အကြောင်းအရေးမို့ပြောသွားပါလိမ့်ရယ်။ဒါအပြင်အမေရိကမှာနေထိုင်တဲ့ Alice ပါဘော်ရလန်ကိုရောက်လာမယ့် Alice နဲ့ Borland Spin-off Series ထွက်လာနိုင်ခြင်းလည်းရှိနေတာပါ။စိန်ခွင့်ရထားခင်းစီးမြင့်ရယထားကိုရက်တက်နိုင်မှဂိင်းနိုင်ရမယ်လို့ပြောထားပေမဲ့အရစ်ဆူရော့ဖွဲ့ကယထားကိုမရက်နိုင်မယ်ဘာလို့အိတ်ခင်းကိုအနိုင်ရသွားတာလဲ ဇာရမောင်းတွေကယထာနောက်ဆုံးတွဲကိုရောက်ပြီဆိုတာနဲ့ယထာကတို့လိုလိုရက်သွားမှာမဟုတ်လို့ဇာရမောင်းတွေနေနဲ့ယထာကိုပါရက်တက်နိုင်မှာအသက်ရှင်ကျန်ရဲမှာဖြစ်တာကြောင့်ဒီကိစ္စကိုဂိမ်းစိမ်းမြင့်တွေထဲမှာထည့်သွင်းမိတာဖြစ်ပါတယ်ဒါပေမဲ့အာရစ်ဆုရဖွဲ့ကယထာကိုပြေဝရက်တက်မှုအချိန်မမီခဲ့တာကြောင့်အာရစ်ဆုလည်းဒဏ်ရာရသွားခဲ့ပါတယ်။ယထာကိုမရက်တက်နိုင်မင်းအာရစ်ဆုဒဏ်ရာရသွားတဲ့ကိစ္စဟာတကယ်တော့ဇက်ရှိန်ပို့တက်လာအောင်ဒရိုက်တာဘက်ကတမင်ထိုက်ရိုက်ထားတာလို့ပဲမြင်ပါတယ်။ အစင်းကိုရထားကိမှာအရီဆူရော့တစ်ဖွဲ့လုံးတယောက်မှမသိအောင်ဘလုံးနီးလန်းတွေတုံးခဲ့တာလေဒါကတော့စီရီထဲမှာတေချာမပြသွားလို့ပြောအပ်ခဲ့ပြီမယ်ရထားတွဲတွေထဲမှာပါဝင်နေပုံတွေစာရီတခြားရိတ်မှုတ်တွေရတဲ့စင်အစင်းကိုထုတ်လွတ်မဲ့ရထားတွဲဟုတ်မဟုတ်အရီဆူရော့အဖွဲ့ခမန်းခဲ့မိတာမျိုးဖြစ်နိုင်သလိုရထားတွဲတိဆောက်ပုံကတစင်အစင်းကိုထုတ်လွတ်မဲ့ရထားတွဲတွေကိုခမန်းခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်ငွေမှန်ကောက်အခြေခံထားတဲ့ season 3 game တွေကဘာတွေဖြစ်မလဲ season 3မှာအရစ်ဆုပထမဆုံးပြန်ဆောရတဲ့မီးမြားခင်ဟာမူရင်းမှန်ကားထဲမှာအရစ်ဆုချိုတာနဲ့ကာရိုဘဲရိုတို့ရောက်ဘော်ရာလင်းကိုရောက်ရောက်ချင်းပထမဆုံးဆောခဲ့ရတဲ့ဂိမ်းနဲ့အတူတူပါပဲဒါပေမဲ့မူရင်းမှန်ကားထဲမှာတော့အရစ်ဆုရောအုပ်စုတင်ချမင်းကွန်းသုံးပုတ်တာဖြေဆိုခဲ့ရပါတယ်ဦးဆောင်ကြီးရောအဖွဲဆောခဲ့ရတဲ့စိတ်ငွေရထားခင်ဟာလည်းမူရင်းမှန်ကားထဲကရှီဘူကီဆောခဲ့ရတဲ့ဂိမ်းနဲ့အတူတူပါပဲ ဒါပေမဲ့မူရင်းမှန်ကမှာတော့ယထာတွဲစုစုပေါင်း၅တွဲတာရှိပြီးအစိမ့်ဝေးထုတ်လွှတ်မဲ့ယထာတွဲကလည်းတတွဲတာပါဝင်တာပါ။ဒါအပြင်ယထာတွဲတိုင်းမှာအစိမ့်ဝေးဟုတ်မဟုတ်အချက်ပြပြီးမဲ့အပင်တပင်ထည့်တွဲမိထားပါတယ်။စီးရီးထဲမှာတော့အပင်မဟုတ်ပဲငှက်ထည့်ထားတာပေါ့နော်။ပြီးတော့မူရင်းမှန်ကထဲမှာရှီဘူကီတယောက်ယထာနောက်ဆုံးတွဲကိုရောက်သွားတဲ့အချိန်ယထာကိုချိန်မီရက်တန့်စရာမလိုခဲ့ပါဘူး။ယထာကသူ့အလိုလိုရက်တန့်သွားခဲ့တာပါ။ ီစဉ်တွင်းဆက်လန်းထဲမှာမန်ဂါရဲရဲ့အကြောင်းအရာထိုးမိညမ်းထားပါတယ်။ Alison Boran လဲ retry မန်ဂါရဲမှာအရစ်စုကလိုင်စင်ရစိတ်ပညာရှင်ဖြစ်လာပြီးဥစာကြီးနဲ့လက်ထပ်ထားတဲ့အပြင်ဥစာကြီးကလည်းကိုဝင်ရနေပါပြီ။ Alison Boran ရုပ်မန်ဂါရဲမှာတော့ဇက်ကောင်တွေကနှလုံးရက်သွားအောင်လှုပ်ဆောင်နိုင်မယ်ဆိုရင် Boran လန်းကိုရည်ရွယ်ချက်ရှိသွားလို့ရနိုင်တာပါ။ဒီချက်တွေအလုံးကို season 3ထဲမှာထည့်သွင်းအသုံးပြုထားပါတယ်။မူရင်းမန်ဂါထဲမှာရှင်းပြသွားတဲ့ Boran Land နဲ့ Joker တဘောတရားတွေကလည်း Season 3မှာ ဝါရှမန်ပူရှင်းပြသွားတဲ့အကြောင်းအရာတွေနဲ့ခက်ဆင်ဆင်ပါပဲ။ဒါ့အပြင်ခုနအိုင်ဗီပြောသွားတဲ့အတိုင်းမုံရင်မှန်ကားရဲ့မိများကိန်းနဲ့အစိမ့်ငွေရထားကိန်းကိုပါစီဇန်3ရဲ့မှာထည့်သွင်းအသုံးပြုထားပါသေးတယ်။ဒီစီဇန်3မှာတိတ်တဘော မကြတာတော့အသက်ပါဝင်လာတဲ့ကာရက်တာတွေပါပဲ။လင်းရန်လိုချင်တဲ့ညီမရဲ့ညီမကိုလင်းရန်ပေးစားချင်တဲ့အကိုရဲ့ရေတပ်မှုရောင်းအောင်ကြောက်တဲ့ကောင်ရဲ့ဘယ်လဲရွေရွေခြေတမဖြစ်မဲ့ကောင်ရဲ့အရန်ကိုအစဉ်ပြေနေရောပဲ။အောက်ပိုင်းတည်နေပေမဲ့လေစာတန်းရှောင်တာ ရထားရဲကူးတာနဲ့ရေကူးအရင်ချွတ်တဲ့ကိုကြီးကိုလည်းမလေးစားဘဲမနေနိုင်ဘူးရှင်။ဘာပဲဖြစ်ဖြစ်တင်းချင်းတယောက်ဆုံးရောက်ယူတုတ်ခဲ့ရူဂျီကတော့သူ့လိုချင်တဲ့အဖြစ်ရသွားခဲ့ပါတယ်။ဗီဒီယိုရမ်းရှည်သွားမှဆိုလို့ဒီဗီဒီယိုထဲမှာတော့ season 3 game စီးမြင့်တွေအကြောင်းချက်လက်ထားခဲ့ပါတယ်နော်။တချို့လူတွေကတော့ Alice in Borderland season 3ကိုဖေးရလူပြောနေကြပါမယ်။ IP ကတော့လက်မခံပါဘူး။ original character အများစု season 3မှာပြန်မပါလာတော့တာရယ် character တက်တွေရောရင်းနေတိတ်မြောက်တာလွယ်ရင် စီစဉ်ထရီဂိမ်းတွေကစိတ်ဝင်စားစရာကောင်းနေစေဖြစ်ပြီးအားလုံးသိကျင်နေကြတဲ့ဂျိုကာအကြောင်းကိုသင်ချာရှင်းပြသွားတဲ့အပြင်ပရိသတ်တွေစိတ်ကျဉ်တဲ့အောင် original character တွေကိုပါနောက်ဆုံးကမှအမှတ်တရပြန်ထည့်ထားပြီးတာကြောင့်စီစဉ်ထရီဟာစီစဉ်1နဲ့2ကိုမမီရင်တော့ favorite level မှာတော့ရှိမနေပါဘူးပရိသတ်တွေရောဒီဗီဒီယိုလေးကိုကြည့်ပြီးစီစဉ်3ကိုဘယ်လိုမြင်ပါသေးလဲ comment ပေးသွားလို့ရပါတယ်ဗီဒီယိုတင်လေးရင်ဆက်တင်ပေးသွားမှာမို့လို့ Nine Watch မြန်မာကိုလည်း subscribe လုပ်သွားကြဖို့မမီနဲ့နော်အားလုံးပဲ see you